မင်္ဂလာပါရှင်။ရောင်းခဲ့တဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ပြည်မြို့နယ်ပေါင်းတလဲပြူစော်တီခေါင်းဆောင်လာမြင့်တော်လိုင်းတဲ့ပြေကမှုကြောင့်ဒိတ်ဆုံးပြီးနောက်သားဖြစ်သူဆိုင်တီယာကပြူခေါင်းဆောင်နေရာရာယူပေါင်းတလဲရဲစကန်ကွန်ပျူတာစုဝင်နဲ့အားလုံးပြောင်းရွှေ့နေတိုင်းဘကုန်းတိုင်းပြည်မြို့နယ်မှာပေါင်းတလဲပြူစော်တီခေါင်းဆောင်လာမြင့်ဒိတ်ဆုံးပြီးနောက်သားဖြစ်သူဆိုင်တီယာကပြူစော်တီခေါင်းဆောင်နေရာရာယူလိုက်ခါမိသားစုဝင်အားလုံးပေါင်းတလဲရဲစကန်မှာပြောင်းရွှေ့နေတိုင်းကြကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘာလာချာနေမနက်စင်နိုင်ကန်ချင်းပြည်မြို့ပေါင်းတလဲပိုင်း ခွင့်ရချင်းရောက်ကုန်ကြရမှာပြည်စော်ဒီကောင်စာလာမြင့်ကိုဝင်တင်စိတ်ကြရနီးဘကုတိုင်းစစ်ဌာနပြ၂၁ကိုကဲမောင်းမရပြည်ခိုင်တဲ့ဟင်းနဲ့၃၆တုံညာနဲ့တဲ့ဟင်းနဲ့ပြည်ခိုင်တဲ့ဟင်းတဲ့၃၆တုံညာတဲ့ရဲဘော်တွေကအရှင်ဖမ်းရမိခဲ့ကြောင်းတို့တို့ဖန်စီရမိပြီးနောက်စစ်စီမင်းမြန်ခေါ်ဆောင်လာစဉ်ပြန်လည်ကုကံထွက်ပြေး၍လိုက်လံပြစ်ခတ်ဖန်စီတော်ကာလမြင့်ကြီးထိမှန်ပွဲချင်းမိသေးဆုံးခဲ့တယ်ထို့သောလှမြင့်တေဆောင်ပြန်တော့ကြံရှိနေပြူစော်ဒီဘဝင်တွေကိုတာဖြစ်သူဆိုင်တီဟာကဆက်လက်အုံဆောင်နေပြီးပြူစော်ဒီကောင်းဆောင်ရာတို့ကိုခံယူထားကြောင်း ထို့တော်ဆိုင်တီဟာက ခွေရဲချင်းရုပ်ကုန်ကြေးရမှာဆက်လက်နေထိုင်ခြင်းမရှိအောင်ဘောင်းတလေရဲစကန်ကိုမိသားစုဝင်များအလုံးပျော်ရွှင်နေထိုင်ပြီးပြူစောတီကိုအဝေးမှလှောင်ချုံနေကြသည်ရတယ်။ဘောင်းတလေနေမြေခွေရဲအုပ်စုချင်းရက်ကွက်ကနေရှင်းခံပြူစောတီကောင်းစားလှမြဲအသားဖြစ်သူဆိုင်တီဟာကိုချိုကြီးကသူ့အဖေမရှိတဲ့အဖွဲပြတ်မသွားဘူးသူဥဆောင်မကြုံဝါနေတဲ့အတိုင်းပဲသူကခွေရဲအုပ်စုချင်းရက်ကုံရွာကနေမနေရတော့ဘဲနဲ့ဘောင်းတလေရဲစကန်မှာမိသားစုလိုက်သွားနေလို့သိရတယ်။ လမြေသားပြည်သူဆိုင်တရားဆိုသူကလည်းကြန့်ရှိနေပြူစောတီပွဲဝင်တွေကိုလိုက်လံစုဆောင်ခြင်း၊ကျေးရတွင်ရှိလူငယ်တွေရဲ့ချက်လက်တွေကောက်ယူပြီးပေါင်းတယ်ရဲစကန်နဲ့စစ်ကောင်ပြည်လူကြီးပိုင်းနေတဲ့တရင်များပေးပို့ခြင်းစစ်ကောင်ပြည်မြေကန်းချပ်ပန်စစ်တပ်ကပြူလုံမရွေးကောက်ပွဲကကုညီချင်းများပြင်၎င်းဦးစီးရဲ့ပြူစောတီပွဲကပေါင်းတယ်မျိုးပေါ်နဲ့ကျေးရတွင်မှာအဲစင်းစစ်ခြင်းအတင်းတမစစ်မှုတန်းတွေကောက်ယူခြင်းနဲ့ပေါ်တာဆွဲဖန်စီခြင်းတွေကိုလက်ဆက်လက်လှုပ်ဆောင်နေကြသည်ရတယ်။ ဆက်လက်ပြီးအယဝတီတိုင်းမြို့နယ်၅ခုမှာအေးပီတဲ့ပူပေါင်းတပ်တွေနဲ့စစ်တပ်သားတိုက်ပွဲတွေပြင်းထန်နေစစ်တပ်ဘက်ကတေဆုံထိခိုက်မှုများပြားပြီးဆင်းရဲကြတဲ့နေမလောက်တော့အယဝတီတိုင်းမြို့နယ်၅ခုမှာအေးပီတဲ့ပူပေါင်းတပ်တွေနဲ့စစ်တပ်သားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဘက်ကတေဆုံထိခိုက်များပြားပြီးဆင်းရဲကြတဲ့နေမလောက်မလောက်တော့ခြင်းနဲ့ဈေးဝိုင်းပြလန်နေခြင်းဖြစ်ကြောင်းတပ်တွင်းသတင်းမြစ်ကပြောတယ်ရယောရီတိုင်းရှိမြို့နယ်၅ခုမှာဖြစ်ပွားနေတိုက်ပွဲမှာတန်ရာရအကြပ်ဖက်စစ်သားတို့ကိုအမှတ်လေးတပ်မတော်စစ်တပ်ရင်နဲ့စစ်ရုံတွေမှာကုသနေရာကရင်မလုံလောက်ခြင်းနဲ့ ဆေးဝါးမလုံလောက်ခြင်းနဲ့ဖြစ်ပေါ်နေကြ။အရာဝတီတိုင်းလေးမျက်နှာမျိုးနဲ့အင်ကပူမျိုးနဲ့သာပေါင်းမျိုးနဲ့ပသိမ်မျိုးနဲ့ရေချီမျိုးနဲ့တွေမှာ AAPD ရဲ့မဟာမိတ်တပ်ဖွဲ့နဲ့အကြမ်းဖက်စစ်တပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တဲ့ ထိုတိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရှိရစစ်သားအလုံးကိုပသိမ်ပြုနောက်တောင်တိုင်းစစ်ဌာနချုပ်ချိန်ဆိုင်စစ်မြေပြင်စေတန်ရင်မဆာလေးကိုသာပို့ဆောင်နေရကြောင်းနေစဉ်တန်းစစ်သားရဲ့ဆွေးနိုင်ပြုံလာရောက်ရှိလာတာသိရတယ်။အော်တိုဘလရှင်းနေမဆာလေးမှာရှေ့တန်းကနေခန္ဓာကိုယ်လက်မောင်းနဲ့ခြေတော်တို့မှာကြည်တိမှန်ကရောက်ရှိလာတဲ့ဒဏ်ရာစစ်သားရဲ့ဆွေးနိုင်ပြုံလာရောက်ရှိပြီးစေတန်မှာကရင်မလုံလောက်ခြင်းရှိရကြောင်းစေယုံနဲ့စေတန်ရင်ကစားကွင်းနဲ့နာနေဆောင်တို့မှာကြောပွေတွေကောင်း ဆေကတရားစစ်သားတွေကိုစေကူတာမှုရပေးနေကြတောင်းသိရတယ်။လောက်တော့တိုဘာလကိုရဲ့အနေနဲ့ဆေအနေတို့မှာလည်းမဆာလေးစစ်စင်ယုံရှင်ခွဲယုံမှာရှေ့တန်းပြစစ်သားလောင်းတွေကိုစုလိုက်ပြုံလိုက်မိစာပြန်နေပြီးရွှေမြင့်တဲ့ကြိုးဆက်မှာမိတဲ့ကြိုးပြီးစစ်သုံးပစ္စည်းကိုစုလိုက်ပြုံလိုက်ဆွပစ်ထားကြောင်းသိရတယ်။လက်ရှိချိန်မှာမဆာလေးမှာဆေးဝါးလုံလောက်မရှိအောင်တရားစစ်သားအလုံးကိုစေကူတာမှုပေးနိုင်ခြင်းမရှိအောင်ကြောင်းသိရတယ်။ရော်ဒီတိုင်းထဲမှာစစ်တပ်ကအစစ်ကြောင်းတွင် အင်းအလုံးနဲ့ထူတာပဲဒါပေမဲ့စစ်မှုတဲ့တပ်သားတတအများဆုံးပေါင်ရင်တော့တိုက်ပွဲတိုင်းလူလူကိုထိနာနေရမဆာလေးမှာတော့နေတိုင်းကိုတန်ရရစစ်သားတွေကအလုံးရင်ထဲကိုရောက်နေရတေဆုံးတွေလည်းရွှေမြင့်တဲ့တကြိုဆက်မှာတိတ်ဆိတ်ကိုကျွန်းနေရလို့တပ်သင်းသင်းမြစ်ကပြောတယ်အင်းရထုတ်ပြန်ကြမှာရခိုင်ပြည်နယ်ဆက်ရော်ရီတိုင်းမှာလည်းတိုက်ပွဲပြင်းထန်နေကြောင်းသိရတယ် ဆက်လက်ပြီးရန်ပြည်နယ်မြောက်ပိုင်းမိုင်းကုန်းမြို့မှာစစ်တပ်ထိုးစစ်နဲ့လမ်းတွေပိတ်ထားပြီးစားသောက်ကုန်နဲ့ဓာတ်ဆီပြန်လည်နေပြည်သူတွေစစ်ပင်ရှာမယ်ခန့်ခဲနေရန်ပြည်မြောက်ပိုင်းကြောင်းမဲမြို့နယ်မိုင်းကုန်းမြို့မှာဂျပန်စစ်တပ်ထိုးစစ်ကိုကြောက်ပြီးပြည်သူတွေမြို့နယ်မှာမဲရဲပဲမြို့ပြင်မှာထွက်နေရအပြင်လမ်းတွေပိတ်ဆို့ထားသဖြင့်စားသောက်ကုန်နဲ့ဓာတ်ဆီပြန်လည်နေကြောင်းဒေသပြည်သူတွေကပြောတယ်ဂျပန်စစ်တပ်လင်းနဲ့ပုံစံချမျိုးကိုပြည်သူတွေစုံရင်ထိန်းလန်းလျက်ရှိပြီးစစ်ပြောင်ပြင်းမှာလည်းလမ်းနေပိတ်လျက်ရှိနီးစက်အကြိမ်မှာပြင်းနေကြတဲ့ဒေသပြည်သူတွေတန်ခါနေသေးရတယ်။ လင်းအီလာမှာကြောက်လို့ညဆိုတဲ့မျိုးတဲ့မဲ့ရုံမျိုးပြင်ထွက်အိနေရတယ်။လမ်းနေလဲပိတာဇာတာကုန်နေလဲပြန်နေပြီဓာတ်စီစုံလဲအခုမျိုးထဲမှာပြန်လည်နေပြီဈေးကြီးပေးဝင်ရတယ်။မိုင်းကမျိုးမှာဓာတ်စီစင်းတော့မှာ19လီတာတပုံးလင်းတသိန်း3000ကျပ်ဝင်းကျင်ခန့်ပေးနေရကချို့နေရာတွေမှာကျပ်တသိန်းခွဲထိပေးရကြောင်းလမ်းပိစုံမှုကြောင့်အခြေခံဇာတာကုန်နေပြန်လည်နေကြောင်းကျန်းချစ်တဲ့တပိတ်သားရခင်ကကျပ်3500ဝန်းကျင်ကနေယခု8000ဝန်းကျင်ပေးနေကြတဲ့ဒေသပြည်သူတွေက ကတ်တွေနေရာအကြောင်းပြောတယ်။လိုင်းနေလဲပိတ်ထားကတော့အဆက်အသွယ်လည်းလုပ်လို့မရဘူး။ဟိုတကပုံချဲပြီးတော့မြို့ထဲလူတွေပို့ပြီးကြောက်ကန်ကုန်နဲ့ဖြစ်နိုင်တော့လမ်းလေးတော့ပွင့်စေချင်တယ်။မိုင်းကောကြောင့်ပဲလမ်းပိုက်ပိတ်ဆို့ကန်တာအတွက်ပြည်သူတွေစစ်ရှောင်အတွက်နတ်ဆန်ဘက်ကနေပတ်ပြီးလာရှုဘက်ကိုသွားရကြောင်းတို့ရရင်လမ်းခီးမှာအင်မတန်ဝေးရစစ်ရှောင်ရင်ဘေးအခက်တွေ့နေရကြောင်းဒေသပြည်သူတွေကနေသိရတယ်။ ဆလတ်ဘီစာလင်ချင်းမျိုးမှာရေစကန်နဲ့ဆက်တိုက်လက်နက်ကြီးနဲ့ပြေကန်တိုက်ခိုက်စကိုင်းနိုင်စာလင်ချင်းမျိုးပေါ်မှာရှယ်မျိုးရေစကန်ကိုနှင်းဆက်တိုက်လက်နက်ကြီးနဲ့ပြေကန်တိုက်ခိုက်ရစစ်တပ်ကတိုက်ခိုက်မှုရှိနိုင်ကြောင်းပွဲတိုင်းကျော်လက်နက်ကြီးတစ်ဖက်တောင်းရှိသူကပြောတဲ့အော်တိုဘာလ10ရက်နေ့17ရက်နေ့တို့မှာစာလင်ချင်းမျိုးပေါ်ရှယ်မျိုးမှာရေစကန်ကိုနှင်းဆက်တိုက်60မမလက်နက်ကြီး43လုံးနဲ့တော်လိုင်းတစ်ဖက်တွေကပြေကန်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်မဆိုပါတိုက်ခိုက်မှုတွင်ဂျပန်စစ်ကောင်စီဘက်ကထိခိုက်တိုက်ဆုံမှုရဲတွေကိုတိပြနိုင်ခြင်းမရှိဘဲတော်လိုင်းရဲပေါ်များအနေဖြင့်ထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။ အဲဒီမှာစစ်ခွင်ရာက150ဝန်းကျင်လောက်ရှိအောက်တိုဘာလ10ရက်နေ့နဲ့17ရက်နေ့ကတိုက်ခိုက်ခဲ့တာ၂ရက်ပေါင်း43လုံးနဲ့ပြစ်ခတ်ခဲ့တယ်။သိဆုံးမှုတရားမဖြစ်လာဘူးတိကိမှုတော့ဖြစ်နိုင်တယ်အဓိကကဟိုတလောကဒီကောင်နေမျိုးတွေကင်ပတ်တာပြည်သူနှောင်းသိဆုံးတယ်နောက်တဲ့ဒီကောင်နေမျိုးတွေမထွက်ရအောင်6လမ်းပေးရတဲ့ဘောပါစေခွေရဘက်ကတော့60မမလက်နက်ကြီးနဲ့ရောလက်နက်ငယ်နဲ့မှပြန်ပစ်တယ်စေခွေဘက်ကတိကိပြစီအောင်ရှိသလားဆိုတော့ဘာမှတော့မချားရသေးဘူးကျွန်တော်ရေပေါ်တွေတိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့ဘောလိုက်ကျော်လက်နက်ကြီးတစ်ဖက်တောင်းရှိသူကပြောတယ် အဆိုပါတိုက်ခိုက်မှုကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့တော်လံပြောက်ကြားတပ်ဖွဲ့ဆွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စုလို့အောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီပင်ကျေးဇူးတင်ရှိပါတယ်။